အောင်သစ္စာစေယုံမှာညနေ၄နာရီခွဲမှာဆုံးသွားပါရှင်။သူကနှလုံးရောဂါဖြစ်နေရတော့ကြာပြီပေါ့နော်။ဒီမှာဟိုအရင်ရန်ကုန်မှာနေကလေးကဖြစ်နေရပေါ့။အခုကတော့သူ့ရဲ့နှလုံးကကျွတ်ထဲကကျွတ်သားတွေပါတွေကလည်းပုတ်နေပြီးတော့ပြောတယ်။တကယ်တော့ဥွေရတရားရှိရတရားမရှိရညီမတို့ကမရှိရပေါ့နော်။သူကအငြင်းတန်းဟိုညာတိုင်းတရားနာတယ်တရားထိုင်တယ်ဒီလောက်လုံးဝသူပျော့ခွင်းနေဟို တော့အာမရှိတော့တဲ့အချိန်မှာမှသူဝီချဲပေါ်မှာထိုင်နေရအောင်တရားထိုင်နေလေယာတကောင်ရနားလက်တကျဲစင်းများလက်အိမ်မဲလေယာမနေ့ကအောင်သစ္စာစေယုံမှာညနေ၄နာရီခွဲမှာဆုံးသွားပါရှင့်သူကလုံရောပါဖြစ်နေရတော့ကြာပြီပေါ့နော်ဒီမှာ ဟိုအရင်ရန်ကုန်မှာနေကလေးကဖြစ်နေတာပေါ့အခုကတော့သူ့ရဲ့နှလုံးကကျွတ်အထဲကကျွတ်သားတွေပါတွေကလည်းပုံနေပြီးတော့ပြောတယ်ဆေးရုံကဒီလေးချိန်မြောက်မှာပေါ့လေးချိန်မြောက်တက်ရပြီးတော့ဆုံးသွားတာသူကတော့ဒီသူ့အိမ်လေးမှာပေါ့နော်သူ့စိတ်ကူးလေးဂယ်လာရီလေးတစ်ခု ဖွင့်ရှင်နေလို့တော့သူပြောပြီးရှင်အဲ့ဒါလေးတော့ကောင်းတယ်ပေါ့ပြည့်ပြည့်ချင်းတယ်သူမနှက်ဆိုရင်သူ၄နာရီလောက်ထားတယ်တရားထိုင်တယ် ပါချုပ်ဆရာတော်ကြီးရဲ့တရားရင်နာတယ်။ပြီးရင်သူမနက်စာသွားစားကြတယ်။ပြန်လာတဲ့သူ TV ကြည့်ရယ်။တင်းလေးပါလေးနောက်ထောင်ပေါ်လုံးဝလိုင်းလေးပါလေးကြည့်ရယ်။ဒါပါပဲ။သူပုံစံရိုးရိုးရှင်းရှင်းလေးပဲ။၁၂လပိုင်းဒီဇင်ဘာမှာတော့မှသူ့ပွဲလေးလုပ်ဖို့တော့ရှိရဲ့ရှင်။ဒါမဲ့သူ့ပွဲလေးတော့အခုမမီသွားတော့ဘူးပေါ့နော်။ ကျွန်တော်ကသူရမ်းသွားခြင်းခဲ့တာလေးပဟုတ်တယ်သူရမ်းသွားခြင်းခဲ့သူပြောပါတယ်သူမသေးသေးရင်တော့သူသွားလို့ရမယ်ပေါ့ဒီအိမ်မှနေရောဒီမတရားလေးဆိုပါလေးရှိလဲဥွေးလဲဆိုသမီးတို့ရောရှိပါတယ်သူကသမီးတို့တော့တော်တော်ချစ်ပါတယ်ကုန်ဘာမှလူလေးသေးမရှိပူဇော်သမီးကလည်းအကုန်ဝယ်ပြီးပါတယ်အိမ်မှာလည်းသူသူမွေးတာကြောင်လေးလည်းရှိရနော်ဆက်လေးရအဲ့ဒါသူတာသမီးလေးကြောင်လေးလည်း အချစ်အချစ်တော်လေးလည်းမလို့လေပြောမလို့သူချစ်ဆုံးပါတားရည်သမီးကြီးပဲခေါ်ရဲသူဒီအပေါ်ထဲကလေးကဒါဦးရဲ့နေရာလေးပေါ့ဟုတ်ဒီအိမ်မှာအပေါ်ထဲမှာဒီဘက်မှာသူနေရဟိုဘက်ကညီမနေရပေါ့နှစ်ယောက် သူနဲ့ညီမနဲ့ပဲနေရပုံမှာရှင်ကောင်းပါတယ်ဦးရဲ့သူကလူပြိုကြီးတာပြောရန်ချစ်တယ်တူတူမရဲ့အကုန်လုံးချစ်တယ် သူ့တခြင်းနေဖွင့်အရန်ပြောအိမ်မှာဆိုညီမ Bluetooth ပေါင်းနေအမြဲတမ်းဖွင့်နေလေလူမျိုးဖွင့်သူ့တခြင်းဖွင့်သူတားချိနေတယ်သူကဥညိထဥညိထနဲ့သူ့တခြင်းလှုပ်ရှင်နေလို့ပြောဘူးတယ်တခြင်းလှုပ်ရှင်နေဆိုတာဟိုဟယ်ရီလင်းရဲ့တခြင်းတွေကိုပေါ့နော်ဥညိထကိုပြန်ဆိုစီရှင်နေပေါ့အဲ့လိုမျိုးလှုပ်ရှင်နေလို့ပြောဘူးတယ်ဒါပေမဲ့ဟိုဒီဒီ7လပိုင်းဒီတော့မှလုံးမဲ့ပွဲလေးပြီးရင်တော့ တမျိုးမျိုးစီစဉ်ပြီးတော့ပေါ့နော်ဒီသူကဒီမှာပဲလှုပ်ချင်တာဒီရွာမှာပဲဒီမျိုးရွာမှာပဲလှုပ်ချင်တာအဲကြောင့်မှတမျိုးတမျိုးစဉ်းစားပြီးတော့ရအောင် လုပ်ပေးမယ်လို့တော့စဉ်းစားထားပေါ့နော်ဟိုဒါမဲ့လည်းအခုထွက်သွားပြီဆိုတော့ဒါမဲ့သူ့ချစ်တဲ့သူတွေကတော့ရအောင်တော့အကောင့်ထဲပို့ပေးကြမယ်ထင်ပါတယ်စိတ်ထဲမှာဘလို့ခံစားရအောင်ဟိုသူများတွေကပြောတာပေါ့နော်တာဝန်ကြီးတယ်ပေါ့ပြုစုပေးလိုက်ရလို့တာဝန်ကြီးရယ်ဆိုတာထပ်ပေါ့နော် ကိုကတောင်းဝင်ကြီးရေဆိုတဲ့သူကိုဒီအပေါ်လုတ်ပေးခဲ့ရတဲ့ပုံများပါတယ်သူကျေသူတွေဆက်လို့တော့မကုန်ဘူးဦးလေးတာပြောဟိုဖေဖေမရှိတော့တဲ့ကသမီးတို့ကိုခေါ်ပြီးတော့ဆောင်ရှောက်ပေးထားလေပြောရင်ကိုရဲ့ဖေပါပဲဒုတိယဖေသူဖြစ်ချင်တာလေးပေါ့နော်သူစိတ်ကူးထားတာလေးတော့အကုန်လုတ်ပေးဖို့တော့စဉ်းစားထားပါတယ်သူမြင်လို့တဲ့အရာတွေဆိုဒီမှာအိမ်မှာပူတည်ရလေးပေါ့သူများထက် တခြားအိမ်သားတွေကပေါ့ပို့ပြီးတော့အဲ့လိုမျိုးတခြားလေးထင်းထင်းသင်းသင်းပေါ့အကုန်လုပ်ပြီးမှာတကယ်တော့ဥွေရတရားရှိရတရားမရှိရညီမတို့ကမရှိရပါတော့သူကအငြင်းတန်းဟိုညာတိုင်းတရားနာတယ်တရားထိုင်တယ်ဒါလောက်လုံးဝသူပျော့ခွင်းနေဟိုလုံးဝအာမရှိရတဲ့အချိန်မှာမှသူဝီချဲပေါ်မှာထိုင်ပြီးရအောင်တရားထိုင်တယ်ညာတိုင်းမပြတ်တရားဖွင့်ခိုင်းတယ်တရားနာတယ်ဒီရအောင်ထိုင်တယ် မထိုင်နိုင်တာကိုလေသူရအောင်ထိုင်တယ်။ तू ကသူ့ကိုသူပြင်ဆင်ထားပြီးသားပါအကုန်လုံး။ရန်တရားရှိတယ်။ကျောင်းဝကျောင်းလေတချင်းရေးဆရာကြောက်လို့မခံယူပါဘူး။ကျွန်တော်ကအေးမော်ဒန်ဘူးရဲ့ရော့ကီတာနဲ့ပေါင်းဆက်ပြီးတဲ့ဟိုလူတယောက်လိုပဲကျောင်းဝကျောင်းခံယူထားတာပါ။အဲအဲကြောင့်လေတချင်းရေးပြတ်သွားတယ်ပေါ့နော်။နှစ်ဖြန်ပြင်းလွင်အရှစ်မိုင်တုတ်တမ်းမှာမနက်၁၀နိုင်မှာတချို့မှာပါ။ဒီကျွန်တော်တို့ကတော့အစိုးရသွားအောင်ပေါ့။သွားပြီးတော့ကြိုပြီးတော့ dead body ထုတ်ပြီးတော့ဟိုတုတ်တန်းနေသွားဆောင်ရမှာပေါ့